အပိုင်း1109ရဲ့အဆောက်မှာတော့လူချီတို့ကလူဖီတို့ကိုသူတို့ကိုလွတ်ပေးဖို့ပြောပေမဲ့လူဖီတို့ကတော့မယုံနဲ့အတွက်မလွတ်ပေးခဲ့ပါဘူး။အဲဒီနောက်မှာတော့ဆရာဖင်ကလူဖီတို့ကိုအသွားရည်နဲ့တိုက်ခိုက်တာကြောင့်လူဖီတို့ကလူချီတို့ကိုပါတဲ့ပြီးချောင်းတိန်နေခဲ့ရပါတယ်။အဲဒီနောက်မှာတော့လူဖီကဆိုတော့ကိုကောင်လေးရဲ့တဘဲဖရုအစွမ်းကိုတီလာဆိုပြီးမိတော့ဇိုရိုကကောင်းချင်းပြလိုက်ပြီးဟိုရင်နှုံးကဘိုရဂွေးဆက်ယုံမာရုံကဘဲလ်စီစီမှာမြင်မှုတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒါကတကူလုံးဓာရီနဲ့ကောင်းမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့ဇူရိုကကောင်လေးကိုကြည့်လိုက်ပြီးသူ့မှာလေကရုံရဲ့အစွမ်းနေရှိနေတာပေါ့လို့ပြောလိုက်ချင်းကောင်လေးကသူ့ရဲ့လက်ကိုဓာသွားရီအဖြစ်ပြောင်းလဲပြီးဇူရိုတို့ကိုတိုက်ခိုက်ပါရီဒါကြောင့်မလို့ဇူရိုကခါခုကိုခေါ်ကထွက်ပြေးနေပြီးလူဖီကတော့လူချီကိုတည်ပြေးသွားရီအဲ့ဒီနောက်ကောင်လေးကဇူရိုကိုလိုက်ပြီးတိုက်ခိုက်နေပြီးဇူရိုကလည်းပဲကောင်လေးရဲ့တိုက်ခိုက်မှုကိုလက်ပတ်ရှောင်နေခဲ့ပါရီတစ်ဖက်မှာတော့ခါခုကဇူရိုလုတ်တလူခံနေရပြီးသူကလေးဘော်ဝင်မြောက်ပြေးခံလိုက်ရကဟိုဘက်ဒီဘက်လှိမ့်လိုက်တည်ဖြစ်နေခဲ့ပါရီအဲ့ဒီနောက်မှာတော့သူတို့ကအမြန်တိုက်ခိုက်နေပြီးခဏကြာတော့လူချင်းခွဲလိုက်ကခါခုကလူဖီကိုလူချီပဲမာလေးလို့မိလိုက်ပါရီ ်ဒါကိုကြတော့လူဖီကအပေါ်ဘက်ကိုလက်ညှိုးထိုးပြပြီးအဲ့ဒီမှာထားခဲ့တယ်လို့ပြောလိုက်တော့ခါခုကမျက်လုံးပြူးနေပါတယ်တဖက်မှာလည်းကောင်လီကလူဖီတို့ကိုထပ်ပြီးတိုက်ခိုက်ခဲ့ပြန်ပါတယ်ဒါကြောင့်မလို့လူဖီတို့ကရှောင်းလိုက်ပြီးလူဖီကကောင်လီကိုလက်သီးနဲ့လမ်းထိုးလိုက်ပေးမယ်ကောင်လီကရှောင်းပြစ်လိုက်တာကြောင့်လူဖီကလည်းလူကြီးတို့ကိုပြန်ခေါ်လာပါတယ်အဲ့ဒီနောက်မှာတော့ခါခုကသူတို့ကိုလက်ထိတ်တွေဖြုတ်ပေးဖို့အတွက်ပြောလိုက်ပြီးမင်းဘလောက်ထိငါ့ကိုတဲပြီးကဲနေရအောင်မလဲလို့မေးလိုက်ပါရီဒါပေမဲ့ဇိုရိုကတော့ခါခုကိုပါးစပ်ပိတ်ထားဖို့အတွက်ပြောလိုက်ပြီးသူရွှေ့ပေးတယ်လို့နေဖို့အတွက်ပြောလိုက်တော့ခါခုကဒေါသထွက်နေတာပါဒါကိုမြင်တော့လူဖီကဇိုရိုတို့ကို မင်းတို့ကိုကြည့်ရတာတကယ်ချင်းနေလိုပဲလို့ပြောလိုက်တော့ဇိုရိုယောခါကူကဝါမဟုတ်ဘူးလို့ပြိုင်ညင်းနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှာကာကရောက်လာပြီးလူချီကိုမင်းတို့ရဲ့တာဝန်ကဘာလဲဆိုတာငါသိလို့ရမလားလို့မေးလိုက်ပြီးလူချီကတော့သူတို့ရဲ့တာဝန်ကဘေကာပန်းနဲ့ကိုဘွား6ယောက်ကိုတုံ့တင်မှုပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ခါကူကလူချီကိုဘာလို့ဒီလိုတဲကြီးသွားပြောရလဲဆိုပြီးသူကပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ရှာကာကလူချီကိုစတေစီကတစ်စာဖောက်တဲ့ကိစ္စကလည်းပဲ"သူမအတွက်ဖြေရှင်းချက်မရှိဘူးလား"လို့မေးတော့လူချီကခေါင်းငိမ့်လိုက်ပြီး"သူမနဲ့ထိုက်တန်တဲ့အပြစ်ကိုခံရလိမ့်မယ်"လို့ပြောလိုက်ပါရီ။ လူချီရဲ့စကားကိုကြားတော့ခါခူးကသူတို့တော့အသက်ခံရတော့မှာပဲလို့ပြောနေခဲ့တာပါအဲ့ဒီအချိန်သူတို့ကနာမီရဲ့အော်တန်ကိုကြားလိုက်ရလို့လူဖီကစိတ်ပူသွားပါတယ်တစ်ဖက်မှာလည်းဂျင်မီကအပေါ်ရက်ကစူညံနေတာပဲလို့ပြောလိုက်တော့ဆန်ကြီးကဒါကနောက်နေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့နာမီဒုက္ခရောက်နေပြီလို့ပြောလိုက်တယ်အဲ့နောက်မှာတော့သူကနာမီကိုသူအခုပဲလာခဲ့ပြီလို့ပြောကပြေးထွက်သွားပါတော့တယ်တစ်ဖက်မှာလည်းနာမီတို့ကသူမတို့ကိုတိုက်ခိုက်နေတဲ့အက်ရှက်ကြောင့်အန်အောနေပြီအက်ဒီဇင်ကိုဒီကောင်လေးတွေကရှင်တို့ရဲ့စကားကိုနားထောင်ရမှာမဟုတ်ဘူးလားလို့မေးလိုက်တော့အက်ဒီဇင်ကလည်းပုံမှန်ဆိုရင်တော့နားထောင်ရမှာလို့ပြောလိုက်ပါတယ် ဒါကိုကြားတော့ဘရော့ကသူ့ကိုအခုဘာမှလုပ်လို့ရတာမရှိတော့ဘူးလားလို့ပြောလိုက်ပြီးနာမီကလည်းပဲအက်ဒီဆင်ကိုရှင်ကညံ့ကြီးရှင်ပဲတခုခုလုပ်ဖို့အတွက်ပြောလိုက်ပါရီဒါကြောင့်မလို့အက်ဒီဆင်က "तू ဘာလုပ်လို့ရလဲ"ဆိုတာကိုစဉ်းစားနေပြီး "तू ကဒီလိုအခြေအနေမျိုးကိုအရင်ကမကြုံဘူးလား"လို့ပြောလိုက်ပါရီအဲ့ဒီအချိန်အက်ရှက်ကတော့သူတို့ကိုတိုက်ခိုက်ဖို့လုပ်နေပြီးဒါကိုမြင်တော့အက်ဒီဆင်ကအကြံတစ်ခုရပြီလို့ပြောလိုက်ကဇရဖင်ပြောစကားကိုနားမထောင်ရင်လို့ပြောလိုက်တော့အက်ဒီဆင်ရဲ့စကားကိုနာမီတို့ကအားရပါရနားထောင်နေခဲ့ပါရီဒါပေမဲ့အက်ဒီဆင်ပြောတာကပြေးဆိုတဲ့တလုံးနဲ့ဖြစ်နေတာကြောင့်နာမီတို့ကကြောင်တောင်တောင်ဖြစ်သွားပြီးထွက်ပြေးခဲ့ပါရီ ဒါကိုမြင်တော့ app shot ကနောက်ကလိုက်လာပါတယ်တဖက်မှာလဲဇိုရိုကကြည့်ရတာတောင်းကျနေတာဒီနှစ်ယောက်ထဲကမဟုတ်တော့ဘူးလို့ပြောလိုက်တယ်တဖက်မှာလဲ s snake ကအပေါ်ကနေဆင်းလာတာကြောင့် frankie တို့ကအသိမြင်ထားပါတယ်ပြီးတော့သူတို့တွေကတိုက်ပွဲဖြစ်နေပြီဇိုရိုကတော့ကြည့်ရတာသူတို့ကဘေကာပတ်နေအားလုံးကိုကယ်ရမယ်လို့ထင်တယ်လို့ပြောလိုက်ပြီး luffy ကနောက်ထပ်ဘသူတွေဂျန်သေးလဲလို့ပြောလိုက်ပါတယ်အဲ့ဒီချိန် S Bay ကသူ့ရဲ့လက်ဖွားအကာကိုထုတ်နေခဲ့တာကြောင့်ခါခုကဇိုရိုကိုသူတို့ကိုကြိုးဖြီပေးဖို့အတွက်ပြောလိုက်ပေမယ့်ဇိုရိုကတော့ခါခုကိုပါးစပ်ပိတ်ထားဖို့အတွက်ပြောလိုက်ပါတယ် ဒါဝကြတော့ခါခုကစိတ်ပြက်နေပြီသူကဇိုရိုကိုအတော်လေးကောင်းမလာပဲလို့ပြောလိုက်ပြီးအဲဒီချိန်လူဖီကတော့ရှာကာကိုလက်ထိပ်တော်တွေပေးဖို့အတွက်ပြောလိုက်ပါရီရှာကာကတော့ပြေးလိုက်ပြီးကိုဘာသာဆုံးဖြတ်ဖို့အတွက်ပြောပါရီပြီးတော့ရှာကာကလူဖီကိုဘေဂါဘန်ကိုတော့ဘလို့ပဲဖြစ်ဖြစ်ကာဝယ်ပေးဖို့အတွက်တောင်းဆိုပါရီဒါဝကြတော့လူဖီကလူချီကိုသူတို့ကဆေရာဖင်၄ယောက်ကိုတိုက်ခိုက်ပြီးရင်ငါ့ကိုမနိုင်တဲ့မင်းတို့ကဘေဂါဘန်ညီကိုတော့အညိုတိမထားပါဘူးလို့ပြောလိုက်ပါရီဒါဝကြတော့ဇိုရိုကလူဖီကိုဒီကောင်ကြီးကိုကြိုတားထားရုံနဲ့မရဘူးလို့ပြောလိုက်ချင်းလူချီကတော့သူဝီရင်တောင်းမှာကမင်းမဲလို့ပြောလိုက်ပါရီ အဲဒီနောက်မှာတော့ SB ကသူ့ရဲ့တိုက်ခိုက်မှုကိုစတင်ပါ ರಿ ။ဒါကြောင့်သူတို့ကလူဖီရိုတွေအားလုံးကြွားသွားပြီလို့ထင်လိုက်ပေမယ့်သူတို့ကလက်ထိပ်တီးကိုသာတွေ့လိုက်ရပါ ರಿ ။အဲဒီအချိန်မှာပဲလူဖီကသူ့ရဲ့ Gear 4ကိုအသက်သွင်းလိုက်ပါ ರಿ ။လူချီကလည်းပဲသူ့ရဲ့တိုက်ခိုက်မှုတွေအသိဉာဏ်ကပြေးဝင်သွားပါ ರಿ ။တစ်ဖက်မှာလည်းဇိုရိုကခါခုကိုသူ့ရဲ့လမ်းမှာလာမရှုပ်ဖို့အတွက်ပြောလိုက်ပြီးခါခုကလည်းပဲသူ့ကိုဘသူထင်နေရလဲလို့မေးလိုက်ပြီးတော့ကောင်လေးကိုတိုက်ခိုက်ပြလိုက်ပါ ರಿ ။အဲဒီအချိန်လူဖီတို့ကလည်းပဲ SB ကိုတိုက်ခိုက်ပြီးအနိုင်ယူပြလိုက်တယ်လို့ကောင်လေးကလည်းပဲလွင်ထွက်သွားခဲ့ပါ ರಿ ။ တဖန်ဒီယူဝါမှာတော့စိတ်ကန်းရဲ့ရက်ဆိုင်တစ်ခုမှာတော့ကောင်လေးတစ်ယောက်ကရှန့်ကိုသူ့ကိုခေါ်သွားပေးဖို့အတွက်ပြောနေခဲ့ပါရီဒါပေမဲ့ရှန့်ကတော့မရဘူးလို့ပြောလိုက်တော့ဒီကောင်လေးကသူကဒီကျွန်းမှာအတ္တမဆုံးသူပဲလို့ပြောလိုက်ပါရီဒါပေမဲ့ရှန့်ကတော့ကောင်လေးကိုအဲ့လိုဆိုလဲမရသေးဘူးလို့ပြောလိုက်တော့ကောင်လေးကနှက်ခမ်းစူနေပါရီအဲ့ရောင်နေတဲ့ကောင်မလေးကတော့ကောင်လေးကိုဆက်မပြောတော့နဲ့လို့ပြောလိုက်ပြီးမဟုတ်ရင်ခေါင်းဆောင်ကစိတ်ဆိုးသွားလိမ့်မယ်လို့ဆိုပါရီဒါပေမဲ့ကောင်လေးကတော့မရဘူးလို့ပြောလိုက်ပြီးသူကရှန့်ကိုတိတ်ပြီးအားကျတာလို့ပြောလိုက်ကရှန့်နဲ့ခကြီးတွေသွားကျင်တာလို့ဆိုပါရီကောင်လေးကတော့ရှန့်ကို သူ့ကိုသာမရွေးလို့ရှိရင်အရန်ကိုနောင်တရနေတော့မှလို့ပြောလိုက်ပြီးဒဗေကောင်းတယောက်ကိုဆုံးရှုံးရမှလို့လည်းပြောပါသည်အဲဒီနောက်ကောင်းလီကအရက်တောက်နေတဲ့ရှန့်ကိုသူ့အနေနဲ့ဘာတွေထပ်ပြီးအမခံပေးရအောင်မလဲလို့မေးလိုက်ပါသည်အဲဒီအချိန်ဘက်ကတော့ရှန့်ကိုကောင်းလီကိုအရန်မစားဖို့အတွက်ပြောလိုက်ပြီး reverse ကဒီလိုကောင်းလီတွေကပဲဒီနေ့မှကဘာကျော်တွေဖြစ်လာခဲ့တာဆိုပြီးပြောလိုက်ပါသည်အဲဒီအချိန်ကောင်းလီကတော့ရန်ကိုစိတ်ရှုံးနေတဲ့အမူအရာနဲ့ရှန့်ကိုတခုခုပြောဖို့ကြိုးစားလိုက်ပါသည်အဲဒီအချိန်တယောက်ကရောက်လာပြီးရှန့်ကိုကြားပြတ်ပြောရတဲ့အတွက်စိတ်မကောင်းပါဘူးလို့ဆိုပါသည် ဒါကိုကြားတော့ Reis ကအသီးတစ်ခုကိုစားနေရင်ဟုတ်တာပေါ့တောင်းပန်တင်တာပေါ့လို့ပြောလိုက်ပါရီဒါပေမဲ့ကောင်လေးကတော့ရှန့်ကိုဒါကအရေးကြီးလို့ပါလို့ပြောလိုက်ပြီးဟိုခွေးကောင်လေးကကျွန်တော်တို့ကိုလာတိုက်နေပြီလို့ပြောလိုက်တော့ back to ကတော့လာပြန်ပြီလားလို့ပြောလိုက်ပြီးတိုက်နိုင်လွန်းသူကြီးပဲလို့ပြောလိုက်ပါရီအဲ့ဒါကကစ်ပဲဖြစ်ပါရီရှန့်ကဒါကိုကြားတော့တိုက်ဆိုင်နာလားကန်ဆိုးတာလားလို့ပြောလိုက်ပြီးသူတို့လည်းအခုသွားတော့မှာလို့ပြောလိုက်ပါရီအဲ့နောက်ရှန့်ကမလိုအပ်တဲ့စကားတွေများမိသွားတယ်ထင်တယ်လို့ပြောလိုက်ပြီးအဲ့ဒါကလေးတယောက်နဲ့တယောက်တေးပြီးလို့ထင်ထားတဲ့ငွေချင်းနဲ့ပြန်တွေ့နေလို့ပဲလို့ပြောလိုက်ကဘယ်တက်နိုင်မှာမလဲလို့ပြောပါရီ ။ဒါကိုကြတော့ဘန်ဘက်မန်ကတော့ပြုံးနေခဲ့ပါရီ။ဘက်ကတော့ရန်သူတွေစိတ်ဆိုးနေတော့မှာပဲလို့ပြောလိုက်ပြီးကစ်တယောက်လက်ပြတ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ပြောနေတာကိုသိနေတဲ့ Race ကမတတ်နိုင်ဘူးလေ။သူတို့ကယင်လာဆတာပဲလို့ဆိုပါရီ။အဲဒီနောက်ရှန့်ကရွေးလွှင့်ကြမယ်လို့ပြောလိုက်တော့အားလုံးကလည်းပဲရှန့်ကိုတိုက်ခိုက်တော့မှလာလို့မိပါရီ။ဒါကိုကြတော့ကောင်လေးကရှန့်ကိုစစ်ပွဲဖြစ်တော့မှလာလို့အားတက်တယ်ရောမိလိုက်တော့ရှန့်ကဒီနေရာကအဆင်မြေပြင်ဖြစ်အောင်လုံးစရာမလိုဘူးလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ကောင်မလေးကရှန့်ကိုအရင်ချင်တာရက်တာပဲလို့ပြောလိုက်တယ်။ ဲ့ဒီနောက်မှာတော့ရှန်ကဒီနေရာကစီတီရီရဲ့မြင်းမြတ်တဲ့နယ်မြေလို့ပြောကအပြင်ကိုထွက်လာခဲ့ပါတယ်။အပြင်ဘက်မှာတော့ရှန်ကအသင်းဆောင်နေတဲ့ဒိုရီကိုသူ့ဝကူညီပေးမှလာလို့မေးလိုက်တော့ဒိုရီတို့ကလည်းရှန်ကိုမင်းတို့တိုက်မှတီးကြပြီလားလို့မေးပါတယ်။အဲ့ဒီနောက်မှာတော့ရှန်တို့ကကန်းဆက်ကိုရောက်လာခဲ့ပြီးရှန်ကသူတို့မတိုက်ခိုက်ခင်ကစ်ကိုသူ့ကိုအခုချိန်မှာတိုက်မှတီးကြလားဆိုတာနဲ့ဒါမှမဟုတ် Red Pony Cliff ကိုထားခဲ့ပြီးထွက်သွားမလားဆိုတာကိုရွေးခိုင်းတာပါ။အဲ့ဒီချိန်ကစ်ကတော့သူ့ကိုတိုက်ခိုက်နေတဲ့တင်မောတွေကိုကြည့်ပြီးဒါကကြည့်ရတာရှန်ရဲ့လက်အောက်ငယ်သားတွေနဲ့တူတယ်လို့ပြောလိုက်ပါတယ်။ အဲ့နောက်မှာတော့အကိကသူ့ရဲ့ပြက်နေတဲ့လက်ကိုကင်ကငြိမ်သက်နေပါလိ။အဲ့အချိန်တစ်ဖက်မှာလည်းပဲအားလုံးကရှန်းအလာကိုစောင့်နေပြီးတော့ရှန်းကိုမြင်တော့သူတို့ကအားရဝမ်းသာနေနှုတ်ဆက်ပါလိ။တယောက်ကတော့အားလုံးကိုရှန်းရဲ့အနာကိုရမ်းမကပ်ဖို့အတွက်ပြောနေတာပါ။ပြီးတော့တယောက်ကပတ်စံနေကိုပဲစောင့်ရှောက်နေသေးတယ်လို့ပြောလိုက်တော့ Race က "तू မလုချင်ဘူး"လို့ပြောလိုက်ပါလိ။အဲ့ဒီအချိန်ကိကတော့အရင်နှုန်းက "तू နဲ့ရှန်းနဲ့တိုက်ခိုက်တာကိုသတိရနေပါလိ"သူတို့ကရှမ်းကိုသွားတိုက်ဖို့လုပ်ပြင်မယ်ရှမ်းနဲ့မတွေ့ခင်ပါတယ်မယ်သူတို့ကစီစီမုံမုံချိန်တာကိုခံလိုက်ရပြီကိရဲ့ဘဘက်လက်လည်းပြတ်သွားခဲ့ရပါတယ်အဲဒီနောက်မှာတော့ကိကဒီတစ်ခါမှာ ဘယ်လက်လောက်နဲ့ပြီးမသွားဘူးဆိုတာကိုသိနေပြီးသူကဒီတစ်ခေါက်ရှုံးလို့ရှိရင်သူ့အသက်ကိုပါပြီးရမယ်ဆိုတာကိုသဘောပေါက်နေပါရီဒါကြောင့်မလို့ကိကအားရပါရရှိနေပြီးဒါကိုရှန့်ကတော့ကန်းကနေရက်ကြည့်နေကအဲ့ဒီချိန်ကိကတော့ကြောက်စရာကောင်းအောင်ပြုံးနေပြီးတော့သူတေးရောက်မှာကသူ့အနေနဲ့ဒီမဲရှုံးသွားမယ်မလားလို့ပြောလိုက်ပြီးတော့ဇလန်လေးကလည်းပဲဒီနေရာမှာဒီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီ အပိုင်း1130ရဲ့အဆောက်မှာတော့လူဖီနဲ့လူချီတို့က Seraphin S Bay ကို Wide Mirror တိုက်ခိုက်နေက S Bay ရဲ့ပြစ်ခတ်မှုတွေကိုရှောင်တိန်နေကြပါတယ်။တစ်ဖက်မှာလည်း Zoro နဲ့ Kaku က Aso နဲ့ရင်ဆိုင်နေကြရပါတယ်။ဒီလိုနဲ့တစ်ချက်မှာတော့လူဖီနဲ့လူစီတို့နဲ့ရော S Bay နောက်ကိုရောက်ရှိသွားခဲ့ပြီးသူတို့ရဲ့ထူးတိုက်ွက်တွေဖြစ်တဲ့ Hand Pistol နဲ့ကောင်ကန်ကိုအသုံးပြုကဝိုင်းတိုက်ခိုက်လိုက်ကြပါတယ်။ဒါပေမဲ့အထူးတိုက်ွက်တွေကလည်း S Bay ပေါ်မှာလုံးဝအလုံးမဖြစ်နေခဲ့ပြန်ပါဘူး။ တဖက်မှာလေခါကူးကသူ့ရဲ့ template skin နဲ့ Asor ကိုဘိုင်းပိုင်းဖြစ်အောင်ဖျက်ကန်နေပေမဲ့ Asor ရဲ့ဓာချက်တွေအောက်မှာပဲသူ့ရဲ့တိုက်ခိုက်မှုတွေကပျောက်ကွယ်သွားရပါတယ်။ဒီလိုနဲ့တခြားမှာတော့ Zoro တယောက် Asor ရဲ့လေးဟာနေရဲ့ခန္ဓာကိုယ်ကိုအခွင့်ကောင်းယူပြီး One Sword Style နဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ဒါကြောင့် Asor လေးလေးဘောကိုမြောက်တက်သွားပြီးလွင့်ပြန်သွားခဲ့ကအဆုံးသတ်သွားပါသည်ဒီအချိန်မှာတိုက်ဆိုင်စွာနေပဲ Luffy နဲ့ Luchi ရဲ့တိုက်ခိုက်မှုကလည်းအောင်မြင်သွားခဲ့ပြီး S-Bay ကိုအတော်လေးထိခိုက်ပျက်စီးသွားအောင်လို့တီးထုတ်ပေးလိုက်နိုင်ပါသည်ဒီလိုနဲ့အရာအလုံးအဆုံးသတ်သွားချိန်မှာတော့လဲကြနေတဲ့ Seraphine ကိုသူတို့အားလုံးကဝိုင်းကြည့်နေကြပြီ ခါခုကတော့ဒီကောင်းနေဘလောက်ပဲကြမ်းကြမ်းအခုဆိုရင်တော့ပြန်မထနိုင်တော့ဘူးဆိုပြီးပြောနေပါရီဒါကြောင့်ရှာကာကဆာရာဖီနီကလူသားမျိုးနွယ်စစ်ဗီယင်ရဲ့အစားထိုးဖြစ်တဲ့အပြင်သိမ့်ပန်တီထွေမှုရဲ့အထွတ်ထိပ်ဖြစ်တာကြောင့်အထင်မသေးနဲ့လို့ဆိုပါရီအဲဒီနောက်မှာတော့လူဖီကတဖြည်းဖြည်းနဲ့ပြန်ထလာဖို့ကြိုးစားနေတဲ့အက်ဆော့နဲ့အက်စ်ဘဲကိုကြည့်ရင်မင်းတို့ကောင်တွေထလာတာတော်တော်လေးများနေပြီကွာဆိုပြီးလမ်းအောင်နေပါရီနောက်ပြီးအဲ့လိုမျိုးပြန်ထလာတဲ့စတိုင်ကကိုက်တိုနဲ့တော်တော်တူနေပြီဆိုပြီးလည်းပြောနေပါရီဒါကြောင့်ခါခုကလည်းသူ့ရဲ့တိုက်ွက်တွေကဘာလို့ဒီလူသားဆက်ရုပ်တွေပေါ်ကိုအလုံးမဖြစ်တာလဲဆိုပြီးခေါင်းဆောင်ဖြစ်သူလူချီကိုမင်းနေပါရီ ဒါပေမဲ့လူချီကလည်းပဲသူကိုယ်တိုင်တော့မသိဘူးလို့ပြောနေချင်းတစ်ဖက်မှာလည်းဆိုတော့ဒီကောင်တွေကိုကြည့်ရတာဝါနိုတိုင်းမိမှာတိုက်ခိုက်ခဲ့တဲ့ကင်းဆိုတဲ့ကောင်ကိုပြန်သတိရသွားတယ်လို့ဆိုပါရီအဲဒီချိန်ရှာကာကဆိုတော့ကိုကိုင်တွေရဲ့ဖွဲ့ထဲမှာလူနာရီယန်စ်တယောက်ရှိတယ်မလားဆိုပြီးလမ်းမိလိုက်ပါရီဇိုရိုကလည်းသူ့အနေနဲ့ဘယ်မျိုးတွေကလာလဲဆိုတာကိုမသိပေမဲ့ကင်းတုံးကလည်းအဲ့လူကောင်မျိုးတွေပဲအနောက်မှာမိတော့တွေကိုတွေ့လိုက်ရတယ်ဆိုပြီးပြန်ဖြေလိုက်ပါရီဒါကြောင့်မလို့ရှာကာကလည်းဖြေချောင်းကုန်စင်ကိုနားလေသဘောပေါက်သွားပြီးဘန်ခါဆက်ဂျိုးမော်ကနေကိုင်တိုနဲ့တူထွက်ပြေးလို့မြောက်သွားတဲ့လူနာရီယန်မျိုးနွယ်ကောင်လေးအယ်ဘာကကင်းမန်းရိပ်မိသွားပါရီ ဲဒီတော့ကိုက်တိုကအရှင်လက်လက်မီရှုခံနေရတဲ့အစမ်းသက်ခံလူသားတယောက်ဖြစ်တဲ့အယ်ဘာကိုစမ်းသက်ခံနေကနေတစင်ကဲထုတ်သွားခဲ့ပြီးဂျွန်းတစ်ခုလုံးကိုလည်းရားစရာမရှိအောင်ဖျက်ဆီးပစ်ခဲ့ပါရီအဲဒီနောက်မှာတော့သူကအယ်ဘာကိုကင်းလို့အမိပြောင်းလဲခေါ်တွင်စေခဲ့ကပင်လယ်ဓားအဖွဲ့စည်းတဲ့နာမည်ဆိုးနဲ့ကြော်ကြားစေခဲ့ပါရီရှာကာကဇိုရိုကိုမင်းကူးမြင်နေရတဲ့ကောင်းတွေကလည်းလူနာရီယန်စီရဲ့သွေးကိုထိုးသွင်းခံထားရတဲ့ကောင်းတွေလို့ပြောလိုက်ချင်းဇိုရိုကဒါဆိုရင်သူတို့ကျောပေါ်ကမိတော့တွေကိုသာတိချာအာယုံဆိုင်ပြီးတိုက်ခိုက်ကြတော့လို့လူဗီတို့ကိုအသိပေးလိုက်ပါရီ ။နောက်ပြီးအနောက်ကွယ်ကမီးတောက်တွေမှိန်သွားတဲ့အခါမှသာရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကတက်ရောက်မှုရှိမှာဖြစ်ပြီးကျန်တဲ့ချိန်မှာတိုက်ခိုက်မယ်ဆိုရင်တော့အာရင်ကုန်ခန်းရုံကလွယ်ပြီးဘာမှဖြစ်မလာနိုင်တဲ့အကြောင်းရှင်းပြပါရစေ။နောက်ပြီးဒီနီးစနစ်ကလူနာရီယံမျိုးနွယ်တယောက်ဖြစ်တဲ့ကင်းကိုတိုက်ခိုက်ခဲ့စဉ်ကအုံပြုခဲ့တဲ့အရာဖြစ်တယ်လို့ဇူရိုကပြောလိုက်ပါရစေ။အဲ့ဒီနောက်မှာတော့ဇိုရိုကအားလုံးကိုသူကအစောကြီးကလေးကဒီအရာတွေကိုသာတတိထားမိမယ်ဆိုရင်အခြားသူတွေအားလုံးလည်းအားရင်နေကုန်ခန်းစရာမလိုတော့ကြအောင်သူကရှင်းပြကတောင်းပန်နေပါလိမ့်။လူကြီးကတော့ဒါကတောင်းပန်စရာကိစ္စမဟုတ်ပဲရန်သူကိုရင်ဆိုင်မှုအတွက်အချိန်ကြီးဖြစ်ပြီး အခုဆိုရင်သူတို့ဘက်ကနေဘယ်လိုတိုက်ခိုက်မှုမျိုးတွေလုပ်လာမလဲဆိုတာကိုခံမှန်းလို့ရပြီလို့ဆိုပါရီအဲ့ဒီအချိန်တဖက်မှာလေရှာကာကအခန်းထဲကနေထွက်သွားဖို့လုပ်နေပြီဒါပေမဲ့တော့လူဖီကဘယ်သွားမလို့လဲလို့လမ်းမေးပါရီဒါကြောင့်မလို့ရှာကာလေစတေလာရှိတဲ့နေရာတစ်ခုကိုစဉ်းစားမိတယ်လို့ပြောလိုက်ပြီးသွားရှာဖို့အတွက်သွားမှဖြစ်ကြောင်းပြောလိုက်ပါရီ။နောက်ပြီးအခုလိုမျိုးပြဿနာတွေကြားရထားခဲ့သလိုဖြစ်သွားခဲ့ရင်တောင်းပန်ပါတယ်လို့လည်းဆိုလိုက်ပါရီ။ဒါကိုမြင်တော့အဆောကရှာကာကိုဓာတ်နဲ့ပြေးပြီးတော့ခုတ်ဖို့လုပ်တဲ့အချိန်ဇိုရိုကဝင်ရောက်လာခဲ့ပြီးကာကွယ်ပေးလိုက်ပါရီ။ အဲဒီချိန်တစ်ဖက်မှာလေနာမီနဲ့ဘရုတ်တို့ကထွက်ပြေးနေပြီ3ရက်နောက်ကိုတော့အက်ရှာကစတိုင်ကြကြနဲ့လိုက်နေကြတာပါဒီလိုနဲ့တနည်းအားရောက်မှာတော့အက်ရှာတယောက်ရုတ်တရက်ပေါ်လာခဲ့ပြီအက်ဒီဇင်ကိုလက်သီးနဲ့ပိတ်ထိုးချပစ်လိုက်ပါတယ်ဒါကြောင့်မလို့အက်ဒီဇင်တယောက်လည်းအယံကိုမှနာကျင်သွားခဲ့ရပြီအဝေးကိုလွင့်ထွက်သွားပါတော့တယ်ဒီလိုနဲ့ဒဏ်ရာရသွားကြတဲ့အက်ဒီဇင်ကိုဘရုတ်နဲ့နာမီတို့ကသွားကြည့်နေခဲ့ကြပြီအဆင်ပြေလားလို့မေးနေချိန်အက်ရှာကတိုက်ခိုက်ဖို့လုပ်နေတာကြောင့်ဘရုတ်ကလည်းပြန်ခုခံမှုပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနေပဲဘရစ်တယောက်အက်ရှာရဲ့ဂိုင်းပေါင်ရှင်းကိုခံလိုက်ရတာကတစားစီပြုတ်ထွက်သွားပါတယ် ဒါကိုမြင်တော့နာမီဒီယာအတော်လေးကိုကြောက်လန့်သွားခဲ့ပြီးပြောစရာစကားလုံးတွေပါပျောက်ရှာသွားခဲ့ပါတယ်။အဲဒီချိန်ယုတ်တရက် climate button တွေကနေဇူးစ်တယောက်ထွက်ပေါ်လာပြီးနာမီကိုအတင်းထားဖို့နဲ့တဖက်ကရန်သူကလည်းဂျင်ဘေးအစ်မဟုတ်တာကြောင့်တိုက်ခိုက်မှရမယ်လို့ဆိုပါရီ။နာမီကသူလဲဒါကိုသိပေမဲ့တဖက်ကရန်သူကခလေးဖြစ်နေတာကြောင့်မတိုက်ခိုက်ရတာဆိုပြီးရှင်းပြပါရီ။အဲဒီနောက်မှာတော့နာမီကသူမရဲ့စိတ်ကိုပြန်လဲပြင်ဆင်လိုက်ပြီး climate button ကိုထုတ်လိုက်ကနာကြီးချက်မျိုးစုံကိုရေရွရင် F shot ကိုသူမရဲ့မိုးကြိုးတွေနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်ပါရီ။ဒါကြောင့် F shot လည်းအတော်လေးကိုနာကျင်သွားပြီးလဲကြပြောက်ွယ်သွားပါရီ။ ဒါပေမဲ့အားလုံးထင်ထားသလိုမဟုတ်ဘဲ F Shed တယောက်နာမီအနားမှာရုတ်တရက်ပြန်ပေါ်လာပြီးသူမတို့ကိုတိုက်ခိုက်ဖို့လုပ်နေရကြအောင်နာမီလည်းသွေးပြက်လို့သွားပါရီအဲ့ဒီအချိန်တိုက်ပွဲတွေကိုစန်ကြီးကခုံပေါင်းဝင်ရောက်လာခဲ့တာတနာယူနေတဲ့မျက်နှာနဲ့နာမီကိုထိတဲ့ကောင်မှန်သမျှအကုန်လုံးတီးရမယ်ဆိုပြီး F Shed ကိုဖျက်ကန်လိုက်ပါရီဒါကြောင့်မလို့ဒေါသထွက်သွားတဲ့ F Shed ကလည်းမိဘုံတွေကနေချက်ချင်းပြန်ထလာခဲ့တာစန်ကြီးကိုမကျေနပ်တဲ့မျက်လုံးနဲ့လှမ်းကြည့်နေပါရီဒါကိုသတိထားမိတဲ့စန်ကြီးက F Shed ကိုကလေးဖြစ်ဖြစ်အကျင်းပဲဖြစ်ဖြစ်ဘာကောင်ပဲဖြစ်ဖြစ်ငါရဲ့ခြေထောက်နဲ့တည်ရန်ပေးမယ်ဆိုပြီးတိုက်ပွဲကိုစတင်လိုက်ပါရီ နောက်တစ်ခါမှာတော့လီလီတက်ရောက်ရော့ကိုကြောက်တုံးဖြစ်ပြောင်းလဲပြလိုက်တဲ့ S-Nate ကိုပေါက်ကွင်းနေပါတယ်။ဒီလိုနဲ့သူကဘာဘေကန်းကိုအတုံးပြုတ်ပြီးတစ်ဖက်ကပြေးဝင်တိုက်ခိုက်နေတယ်။ Snake ကိုတိုက်ခိုက်ပစ်လိုက်ပါ ड़ी ။ဒါကြောင့်မလို့ Snake လည်းမှောက်ရက်လဲကျသွားခဲ့ပြီ။ Lilith ကတော့ပင်လယ်ပြင်ဆွမ်းအရင်းမြစ်တွေထည့်သွင်းထားတဲ့လက်နက်ရဲရတာကိုသိပြီမလားဆိုပြီးကျေနပ်နေခဲ့ပါ ड़ी ။ဒါအပြင်ဒီလက်နက်ရဲပူပေါင်းကမင်းတို့ရဲ့အားနည်းချက်ပဲဆိုပြီးရှင်းပြပါ ड़ी ။ ဒါပေမဲ့အခုချိန်ထိအရှုံးကိုလက်မခံနိုင်သေးတဲ့ Snake ကသူမရဲ့လက်ကျန်အားနဲ့ပြန်ထလာခဲ့ပြီး Frankie Hogan ပြစ်လိုက်တာတစ်ဆက်ထဲမှာပဲလေစာရောင်ကြီးတန်းနေနဲ့လိုက်လံပြစ်ခတ်နေရကြအောင်အားလုံးလည်းဘေးကြောင်ထွက်ပြေးကြရပါတယ်အဲ့ဒီချိန် Frankie တရားရုတ်တရက်နောက်ကနေပေါ်ထွက်လာခဲ့တာ Snake ကိုပင်လယ်ပူပေါင်းနဲ့ဖိချပစ်လိုက်ပြီးအရှုံးပေးဖို့အတွက်ပြောပါရီ Snake က Frankie ကိုအခုလိုမျိုးပင်လယ်ပူပေါင်းနဲ့ဖိခံထားရတာကြောင့်သူမရန်ကုန်နာကျင်နေပြီဆိုပြီးမျက်ရည်တွေနဲ့တောင်းပန်နေခဲ့တာပါဒါကြောင့်မလို့ Frankie ကလည်းတနာသွားခဲ့ပြီးတော့ပင်လယ်ပူပေါင်းကိုဖယ်ပေးဖို့အတွက်ကြံစီလိုက်ပါရီ ဒါပေမဲ့ဒီယာရီအားလုံးကအက်စနစ်ရဲ့ဟန်ဆောင်မှုတွေသာဖြစ်နေပြီးတစ်ဆက်တည်းမှာပဲဖရန်ကီကလည်းပဲအတိုက်ခိုက်ခံရရကကြောက်ရွံ့သွင်းကိုပြောင်းလဲသွားပါရီဒါအပြင်ဒီမောင်ကဦးစွပ်နဲ့လီလေးကိုပါလက်ဖ်လက်မဲလိုအစွမ်းကိုအသုံးပြုလိုက်ပြီးတကူလုံးကြောက်သားရီနဲ့အေးခဲသွားအောင်ထပ်မံပြုလုပ်လိုက်ပါရီနောက်တစ်ခါမှာတော့ဒက်ခွဲကန်အောက်ကိုဆင်းလာနေတဲ့ရှောက်ကာကိုတွေ့မြင်ရမှာဖြစ်ပြီးသူကစတေလာကိုလိုက်ရှာနေခဲ့တာပါဒီလိုနဲ့တနီယာရောက်မှာတော့သူကအဖမ်းဆီးခံထားရတဲ့ Cyber Boy Agent အဟောင်းနေနဲ့ Stella ကိုတွေ့လိုက်ရပြီးအန်အုံးနေချိန်မှာပဲဥပေါင်းတက်တဲ့ကိုတနတ်နဲ့အပြစ်ခံလိုက်ရပါတယ်။ ဒါကြောင့်မလို့ရှာကာတယောက်မြေပြင်ပေါ်ကိုအယုတ်ကျိုးပြက်လဲကျသွားပြီးအဲ့ဒီအချိန်တစ်ဖက်ကလှီကားပေါ်မှာတနက်ကင်ထားတဲ့လူတယောက်ကဆင်းလာနေခဲ့ကဇလန်လှီကလည်းပဲဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်